ိမ်မှာမဲ့ပါလို့ရှင်ဘာဖြစ်တယ်လဲဆိုတာကိုဆံမကိုမန်းနေမှာမိသားကြလို့ဆံမဟောပြလိုက်ပါတယ်လက်ချောင်းလေးတွေမှာမဲ့ပါတာလက်ချောင်းရင်ဆံမအပြင်ဘက်ဥစ္စာတွေလာမပြောပါနဲ့နော်အပြင်ဘက်ဥစ္စာတွေမဆိုင်ဘူးမဖြစ်ဘူးလက်ဖမိုးတို့လက်ပွားပေါ်တို့ဘာမှမဖြစ်ဘူး sorry လက်ဖမိုးဒီနေရာတွေဒီနေရာတွေဒီနေရာတွေမဲ့ပါဘာမှမဖြစ်ဘူးဒီလက်ပွားပေါ်မှာမဲ့ပါလို့ရှင်တော့အဖက်တွေကအကြီးကြီးရှိရေပေါ့နော်အဲ့တော့လက်ချောင်းရဲ့ဒီအစစ်တွေထဲမှာမှဲ့ပါတာ အစ်စ်တေးဒီနေရာ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 တွေမှဲ့ပါတာနဲ့လက်ဖွားမှဲ့ပါတာနဲ့ဘယ်ဟာပိုဆိုးလဲဆိုတော့လက်ချိုးကုန်းလေးပေါ်မှာမှဲ့ပါတာကတော်တော်ဆိုးပါတယ်လမ်းကြောင်းတွေပေါ်မှာဒီလိုလက္ခဏာလမ်းကြောင်းအသက်လမ်းကြောင်းဥကောင်းလမ်းကြောင်းနှလုံးလမ်းကြောင်းတွေပေါ်မှာမှဲ့ပါတာကကြတော့အသက်အန္တရာယ်တွေနဲ့ချိန်ချောက်ရတဲ့ကိစ္စတွေအသက်အန္တရာယ်ကိစ္စတွေဖြစ်တတ်ပါတယ်ဂျိုးကုန်းလေးပေါ်မှာမှဲ့ပါတာဂျိုးကုန်းရဲ့အင်အားကိုတစ်ခုချင်းစီရဲ့ဂျိုးကုန်းအင်အားအလိုက် ပြန်ရွှန်းသွားတာဖြစ်ပြီးအသက်အနည်းငယ်အထိပါဆုံးရှုံးနိုင်တဲ့ကိန်းကြီးရှိပါတယ်လက်ချောင်းတွေပေါ်မှာမှဲ့ပါတာဘာတွေဖြစ်တတ်လဲဆိုတော့ပထမဦးဆုံးမှာလက်မမှာမှဲ့ပါတာလက်မမှာဒီလိုနေရာတွေမှာမှဲ့ပါတဲ့လူတွေကတော့ရှားတော့ရှားတယ်လက်မမှာမှဲ့ပါတဲ့လူတွေကအတွေးအခေါ်ပိုင်းဆိုင်ရာအင်အားနေတတ်တယ်ကိုစွမ်းကိုစားရော့ကြတတ်တယ်လက်မဒီနေရာမှာမှဲ့ပါတဲ့လူတွေကကိုယ့်ရဲ့ကိုလုံးနိုင်တဲ့စွမ်းအားကို100မှ90လောက်ထိပဲချပြနိုင်တဲ့သဘောတဘာဝမျိုးရှိတယ် လမ်းကျောင်းရဲ့ဒီနေရာတွေမှာမှဲ့ပါတဲ့သူတွေရကြတော့ကိုယ့်ရဲ့ပြောဆိုအတွေးအခေါ်ဂုံတိတ်ခါပိုင်းဆိုင်ရဥမာဆရာနေနဲ့လုံနေတဲ့သူတွေဆိုလို့ရှိရင်အဲ့လိုနေရာတွေမှာလမ်းကျောင်းတွေမှာမှဲ့ပါလာပြီးဆိုလို့ရှိရင်တော့ချောက်ချခံရတတ်တယ်ဒါပေမဲ့ဂျိုးကုံးမှာပါတော့မပြောလို့ဂျိုးကုံးမှာထက်ပြီးကလက်ချောင်းတွေမှာပိုက်ပြီးကအင်အားလျှော့နေတတ်တယ်လက်ခလေမှာမှဲ့ပါတဲ့သူတွေအနေနဲ့ကတော့လက်ခလေလက်ချောင်းတွေမှာမှဲ့ပါတဲ့သူတွေကတော့ သူကကြတော့လူပေါင်းသိမ့်မတတ်တာတော့မှလျော်ဩစာမှလျော်မကန်ထုတ်ရတဲ့အပေါင်းသိနေမူရစေတို့ဘာတို့ဒီလိုမျိုးအပေါင်းသိနေရကို့လာပြီးဆွဲရတို့ချောက်ချတာကြောချတာမကောင်းတဲ့အပေါင်းသိနေပေါင်းသိမိရတို့ အဲနောက်ပြီးတော့ကိုကတရားအထုတ်မဲ့လမ်းကြောင်းမှာ problem ပြဿနာတွေလာပြီးတော့ကိုကလာရှုပ်တာတော့အမှုအခင်းပြဿနာဖြစ်တဲ့ထောင်ကြတာမို့အမှုကြီးပြဿနာဖြစ်တာတော့ဖြစ်တယ်လက်ကလေးလက်တကြွေရကြတော့သူကအမျိုးမျိုးရှိရင်လက်တကြွေမှာ30ရှိရင်ဒီအပေါ်အဆက်ကိုမပြောပြတော့ဒီဒုတိယအဆက်မှာမှဲ့ပါတဲ့သူတွေကအမွေကိစ္စရင်းနဲ့ပတ်သက်ပြီးပြဿနာဖြစ်တတ်တယ်လက်တကြွေဒုတိယအဆက်ဒီနေရာဒီမှာမှဲ့ပါတဲ့သူတွေက ဒီအောက်အစ်စ်ထဲမှာမှဲ့ပါရင်တော့သူကအလိန်ခံရတာတို့အခိုးခံရဖြစ်တတ်တယ်။အလိန်ခံရတာအခိုးခံရဝေခုံကြီးကြများလက်သကြွေတတိယအစ်စ်လက်သကြွေဒုတိယအစ်စ်မှာကျတော့အမွေကိစ္စရေမောင်မမချင်းကြီးပြဿနာတက်တာဆွေမျိုးသားချင်းကြီးကိုမောင်မဦးလေးအတော်ရင်ပြဿနာတက်တာဖြစ်တတ်တယ်။လက်တန်းမှာမှဲ့ပါတာကကြတော့ ပြောအဟောပိုင်းနေနဲ့ပတ်သက်ရင်ထိခိုက်ခံရတတ်တယ်လူလိန်ခံရတတ်တယ်ငွေလိန်ခံရတတ်တယ်အင်အောင်ရေးပဋိပက္ခဖြစ်တတ်တယ်အဓိကလူလိန်ခံရတတ်တာငွေလိန်ခံရတတ်တာပေါ့နော်ဒါပေမဲ့လက်ချောင်းတွေမှာပါတဲ့မှဲ့တွေကတော့လက်မကတော့ပြဿနာရှိတယ်လက်ညိုးနည်းနည်းပြဿနာရှိတယ်ပြောရမယ်ဆိုတော့အကုန်ပြဿနာရှိရပါပဲဂျိုးကုံနေနဲ့လက်ဖွားတွေပေါ်လမ်းကြောင်းတွေပေါ်မှာပါတဲ့မှဲလောက်တော့လက်ချောင်းတွေမှာပါတဲ့မှဲရတော့အရန်ကြီးတော့မစိုးပေမဲ့ ြဿနာတွေကတော့သူ့အနေသူတော့ရှိတယ်ဒီလက်ဘုံဘုံကမဲ့ပါလားလာမမေးပါနဲ့နော်အဲ့ဒါဘာမှအဖန်မရှိသေးဘူးရှိတော့ရှိမှာပါဒါပေမဲ့အတိအကျသူ့တေသနာစာရန်ပြုစုထားတာမရှိဘူးလက်ချောင်းဘုံကမဲ့တွေကတော့သူ့တေသနာစာရန်ပြုစုထားတာရှိတယ်ကဲအားလုံးပဲပေါ့နော်ဆရာမပြောကြပြီးရဲ့အကြောင်းအရာလေးဘူးသူကြရပြီးတော့ကျမ်းမချမ်းသာဖေးဖေးကဝေးကွာကြပါစေ။အဲမဲပေါက်လို့ရှင်ဓာတ်တွေနဲ့ချစ်တာတော့အက်စစ်တွေနဲ့တချို့လောက်တာအန်တီရင်များတယ်နော်။ လက်ချောင်းတွေပေါ်မှာမှဲ့ပါရင်အဲ့လိုမျိုးပြုတ်လဲလို့ရှင်လဲသွေးကြောတွေထိသွားရင်အနေရများတယ်။အဲလက်ဖွားပြင်မှာဆိုလို့ရှင်အာယုံကြောတွေလက်ကြောတွေရှင်တချို့အဆစ်နေခဲ့တယ်ဘလို့များဖြစ်လဲမလဲအဲ့အာယုံကြောတွေသွေးကြောတွေအဆစ်ရောက်ရင်ဘလို့လုံးလဲအပြက်တနာကြီးဖြစ်သွားမှာနော်အသက်အနေရီဖြစ်သွားမှာနော်အဲ့ဒါကြောင့်မလို့သွားတော့မဖြတ်နဲ့ဘာအမတ်များတဲ့မိကုန်းပေါ့ဆံမတင်ပြလိုက်ရခြင်းဖြစ်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာပေးပြဝေးကွာကြပါစေရှင်